အာရမုဇက်ထုတ်ကြီးအကြောင်းမူပိုင်ခွင့်နေပြောနေပြီမြန်မာဆမ်မင်းဝင်းနဲ့နောက်မီလင်းနေတဲ့ဖြစ်တည်ပေါ်လာတဲ့ဗထမ်းများကေခိုင်ဇမင်းသားကြီးတမောင်ဆမ်မင်းဝင်းကရွှေမန်းသဘင်ရဲ့မျိုးဆက်ဖြစ်အောင်မြင်နေပြီးတော့သူကိုဗထမ်းများကေခိုင်နဲ့လက်မကျခဏတွေ့မြင်ကြပါတယ်ဇမင်းသားနဲ့ဇမင်းသမီးတို့အတူတူအလုပ်တွေလုပ်တာကတော့ထူးဆန်းတဲ့အရာမဟုတ်ပေမဲ့တမောင်ဆမ်မင်းဝင်းရဲ့အိမ်တော်ကတော့ဗထမ်းများကေခိုင်အကြောင်းပြောခွဲခင်ရပါတယ်သူတို့နှစ်ယောက်ရဲ့အကြောင်းလေးကိုတမောင်ဆမ်မင်းဝင်းရဲ့ဇနီးတဲ့ကိုယ်တိုင်ကဖော်ထုတ်လာခဲ့တာပါဇက်ထုတ်ကြီးရဲ့မူပိုင်ခွင့်အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြောနေပြီးမြန်မာကေခိုင်ကတမောင်ဆမ်မင်းဝင်းနဲ့နောက်ွယ်မှာတွေ့နေတဲ့အကြောင်းလေးကို ိုကျမစံမြင့်ဝင်းရဲ့ဇနီးတဲ့ဖြစ်တဲ့မအီမကပြောပြလာခဲ့ပါတယ်။နှစ်ဖက်လုံးမှာသားတွေရှိကြပြီးမဲ့တိတ်ခါကိုမထင်ကြတာကြောင့်တမောင်စံမြင့်ဝင်းရဲ့သားလေးလည်းစိတ်ခံစားခဲ့ရတယ်လို့ဆိုပါတယ်။မျိုးကုံကြီးတဲ့တမောင်စံမြင့်ဝင်းကဗရမ ्या ကေခိုင်နဲ့အိမ်တော်ကြီးဖောက်ပြန်တဲ့အကြောင်းတွေကိုဘယ်သူမှမသိခဲ့ကြပါဘူး။ဒါပေမဲ့လွန်ခဲ့တဲ့ရက်ပိုင်းကတော့ဗရမ ्या ကေခိုင်ကသူ့ရဲ့ဆွေမျိုးတွေနဲ့အတူမူပိုင်ခွင့်နဲ့အကြောင်းသတိပေးလာခဲ့ပါတယ်။ဇမင်သားကြီးဦးဖိုးစင်ရဲ့ပါရမီစက်ထုပ်ကြီးကိုမင်းသားစံယူမှုကခွင့်မကြောင်းမဲ့ကပြတာကြောင့်ဒီလိုမလုပ်တဲ့အကြောင်းမီဒီယာတွေနဲ့တကွဖြစ်ရှင်းလာခဲ့ပါတယ်။စံယူမှုကဇက်အဖြစ် တီးတန့်ကာတာမကြသေးပဲစက်ထုပ်ကြီးကိုကပ်ပြတဲ့နောက်မှာတော့ဥပိုးစင်ရဲ့ဆွေမျိုးတွေအနေနဲ့ဗဒံများကေခိုင်ကတိပေးလာခဲ့ပါတယ်။သူတို့စီကိုလာရောက်ခွင့်ကြောင်းရဲ့ကြောင်းခွင့်ပြုပေးမှဖြစ်ပေမယ့်ခွင့်ကြောင်းမဲမကတဲ့တဲ့အကြောင်းဇမင်သားကြီးဥပိုးစင်ရဲ့မူပိုင်ခွင့်တွေကသူတို့စီမှာပဲရှိတဲ့အကြောင်းပြပြသွားခဲ့ပါတယ်။သူတို့ဘာပိုင်ဆိုင်တဲ့အရာကိုခွင့်ကြောင်းမဲယူတာကခိုးယူတာပဲဖြစ်တဲ့အကြောင်းပြောခဲ့တဲ့ဗဒံများကေခိုင်ကသူများရဲ့အိမ်တော်ကိုလည်းလူယူသူတယောက်ဖြစ်နေခဲ့ပါတယ်။ဗဒံများကေခိုင်နဲ့တမောင်ဆမ်မွန်းတို့နှစ်ယောက်ကအိမ်တော်ရင်းမှာတစ္ဆာမဲတာကြောင့်တမောင်ဆမ်မွန်းရဲ့ဇနီးနဲ့ကလေးကလည်းထိခိုက်နေနာခဲ့ရပါတယ်။တမောင်ဆမ်မွန်းနဲ့ဗဒံများ ားကိခိုင်တို့နှစ်ယောက်တာပို့ထားတဲ့စာရီကလည်းထွက်ပေါ်လာခဲ့တဲ့နောက်မှာတော့သူတို့နှစ်ယောက်ချစ်သူတွေဖြစ်နေတာကိုညင်းလို့မရတော့ပါဘူးအလို့သဘောအရာပြောဆိုထားတဲ့စကားတွေမဟုတ်ပဲသမီးစားတွေဂျာနဲ့မှာပြောထားတဲ့စကားတွေဖြစ်နေပြီးဗရမားကိခိုင်အတွက်နဲ့တမောင်ဆမ်မဝင်းကတော့ဇနီးတဲကိုနင်းနင်းနာနာပြောခဲ့တဲ့အကြောင်းလည်းပေါ်လာခဲ့ပါတယ်ဒါပေမဲ့ကတိပဲမအီမကတမောင်ဆမ်မဝင်းနဲ့ဗရမားကိခိုင်တို့ကိုဟိုတယ်ရှိမှနေသင်ခန်းစာပေးခဲ့တာကိုလည်းယင်းနေသူတွေကသိကြပါတယ်မျိုးကုံတွေကိုမထောက်ပဲအိမ်တော်ကြီးဖောက်ပြန်တဲ့အကြောင်းအရာတွေကအခုမှသာပေါ်လာခဲ့တာပါတခြားသူတွေကိုတော့မိုဘိုင်းကုန်းရဲ့အကြောင်းပြောနေပြီးမြင်သူကိုယ်တိုင်ကတော့ ော့အိမ်တော်ရှိတဲ့မျိုးသားတယောက်ကိုလူယူပြီးတော့သူ့ကြောင့်ပဲတရားရတဲ့မိသားစုလေးပြက်စီသွားခဲ့ရပါတယ်။ဗရမ ्या ကီခိုင်မာလေးသားတယောက်ရှိပေမဲ့လေဒီလိုလောက်ရက်တီကိုလောက်ခဲ့တာကသားကျွတ်လက်မျက်နှာပူစရာရှက်စရာဖြစ်သွားစေပါတယ်။ဘယ်လိုအဖွဲစီမှာပဲဖြစ်ဖြစ်အိမ်တော်ရေးဖောက်ပြန်မှုကိုတော့လက်ခံလို့မရတာကြောင့်အသက်ရွယ်ကြီးမှဒီလိုကိစ္စတွေဖြစ်သွားတာကလေအတန်းဝိုင်းကိုထိခိုက်သွားစေပါတယ်။ဗရမ ्या ကီခိုင်ကမူပိုင်ခွင့်အကြောင်းတွေကိုပြောတဲ့အချိန်ကျမှအဆက်တီကကွဲနေပြီးတမောင်စံမုန်းကိုလည်းစိတ်ပြန့်နေကြပါတယ်။အဖိုးအဖေနဲ့ဦးလေးတွေဗာကြီးတွေကဂုံတိတ်ခါကြီးမောင်စွာနေခဲ့ကြပြီးမြေသူ့အလက်မှာတော့ လူပြောစရာကိစ္စတခုဖြစ်သွားခဲ့တာပါဒီမောင်ဆမ်မင်းဝင်းကဇက်တူတူကားတဲ့ဗရမားကေခိုင်းတဲ့အတူတစ္ဆာမဲ့နေလို့မအီမကစိတ်ဒဏ်ရာတွေရနေပြီးအချိန်တော်ကြောင်တယောက်တည်းဖြတ်တန်းခဲ့ရပါတယ်ယောဂီကလည်းချောသလိုငွေကြေးနဲ့ချမ်းသာပြီးအဆက်ဆက်အရာပြည့်စုံတဲ့အမျိုးသမီးကိုလက်ထပ်ထားရပြီးမြေဒီမောင်ဆမ်မင်းဝင်းကတော့ဗရမားကေခိုင်းနဲ့နှိစက်သွားခဲ့တာပါသူများပိုင်ဆိုင်တဲ့အရာကိုခွင့်ကြောင်းပေးမှယူသိတဲ့အကြောင်းလူသိရှင်ကြားပြောနေပြီးမြေသူတစ်ပါးရဲ့ခင်မွန်းတယ်နဲ့နောက်ကွယ်မှာအိမ်အောင်ရေးဖောက်ပြန်နေတဲ့ဗရမားကေခိုင်းအပေါ်မှာဘယ်လိုများထင်မိမိလဲဆိုတော့ကမမပြောခဲ့ပါအောင်နော် ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။